ိတ်သက်ချမ်းသာတဲ့ယောက်ျားကိုလင့်တော်ဘုရားကျမရဲ့ကြီးမားတဲ့အိမ်မက်ပဲအမားလည်းလှဲ့ပြီးတော့ item လုပ်တဲ့အချိန်ကိုကလည်းအဲ့မှာအဲ့လိုမျိုးပေါ့နော်ဒီ narration ပြောရတာပေါ့နော်အဖွားကြီးပဲဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးပြောရတဲ့အချိန်ကလည်းအကွက်တီဖြစ်သွားအဲ့ဒါအဲ့ခန်းလေးကတော့အမှတ်တရပဲဒါလောက်ယူမထားပဲနဲ့ပေါ့နော်နှစ်ယောက်သေးဆောင်တာအရင်တိုက်ဆိုင်သွားတာပေါ့အဲ့ခန်းလေးပေါ့ဆိုတော့ဇက်ထဲမှာအားလား တတိယမှာတော့သူနဲ့ကိုနဲ့ကလေအပြိုင်နေချက်အပြိုင်နေလှုပ်စော်လေအချင်းကလည်းပါသွားတယ်မလားအဲ့လိုမျိုးအပြင်ရောက်တော့ဒါပေမဲ့အပြင်ရောက်တော့အမားနဲ့ကချက်ချက်ခင်ရမယ်ခုနအမပြောမှာအရန်ခွေလားဆိုနှစ်ယောက်ကပြမှာခုခုဟီပဲဇက်ဇက်ပေါ်ရဝိုင်ဒရိုက်တာအရှင်ဆိုပြီးဆိုရတယ်အမှုတွေသွင်းကြပြီအာရိုက်ပြီအဲ့လိုမျိုးပေါ့နော်ဟုတ်အရှိအရှိကားရဲမှာပဲမနော်ဆိုတော့ကိုယ့်ရဲ့ဟိုပုံစံလေးပေါ့နော်အမှန်တော့မဝင်သွားရလေအဲ့လိုဖြစ်ဖြစ်သွားတာ ီကားထဲမှာတော့ထုံးစံတိုင်းမှွေစိန်လေးပါပဲအဲဒါပေမဲ့ဒီဇလန်းတွဲရပေါ့နော်နောက်ထပ်ဒီမဟာရဲ့အန်တီပရိုဒက်အန်တီပရိုဒက်ရှင်ရဲ့ပြီးလို့ရှိရင်မပုံရဲ့ပြီးလို့ရှိရင်ကိုရီးယားပေါ့နော်ထပ်ပြီးတော့ဟိုပေါင်းတဲ့ဇက်ကြီးဇက်အိမ်တစ်ခုမှလို့ပြိတ္တတရေးစိုက်ကြမှာပါ ဘလို့မဝင်ကောင်းမလဲဒီတစ်ခါဘလို့မဝင်ကောင်းမလဲအဲဘောနော်ဆိုအဲဒီတစ်ခါကကြတော့ဘလို့မဝင်မလဲဆိုတော့ဒီမှာမိသားစု connection ရှိတယ်ဒီမိသားစု connection ကြီးရဲ့ဝင်ပြီးတော့မဆိုင်မဲနဲ့ကွာဝင်ပြီးတော့မှွေမဲ့ဘလို့ပြောရမလဲဆက်ရောက်မှာပေါ့အဲ့လိုမျိုးပေါ့ပြောရမယ်ဆိုလို့ရှိရင်အဓိကတော့အိမ်ကောင်ကနေစတာပဲပေါ့နော်အခုချိန်ကြီးလဲရွှေလွတ်ခေါ်နေတဲ့လူလဲရှိတယ်ပြီးလို့ရှိရင်ဒီဖေဖေကြီးဇလန်တွင်ပေါ့နော်ချစ်စုကိုလည်းမမေ့ကြဘူးအခုဒီတပြေပေါ့နော်ခင်တပြေ character လေးကိုလည်းအဲ့လိုဖြစ်အောင်လို့စူးစမ်းထားပါတယ်ရှင် အဲတခြားတခြားဆက်ဒီပေါ့နော်အန်ဒီ production နဲ့လည်းတခြားဆက်တွေရိုက်ထားပါတယ်တကယ်တမ်းတော့လည်းကိုကဟိုဘယ်လိုပြောရမလဲဟိုအလောင်းအဲ့လိုမျိုးပေါ့နော်အဲ့လိုအလောင်းလေးရိုက်ရလဲပိုကြိုက်တဲ့သူလဲပါရဲပေါ့နော်ဆိုတော့မျက်လုံးထဲမှာလဲမပုံရဲ့မျက်လုံးထဲမှာလဲပထမကျတော့ဟိုအရှိရကျတော့မပုံနဲ့မဟုတ်ဘူးလေရမွှပြချင်းစီရဖေဖေကြီးကတော့မပုံနဲ့မဟုတ်ဘူးအိမ်တော်ဒါမပုံနဲ့ဆိုနှစ်ကားမြောက်ပေါ့နော်ဒီအိမ်တော်အိမ်တော်ဇလန်းတွဲမှာကျတော့အေးအေးလေးနဲ့ ဟိုဘာနော်ကိုကြီးဥမှာချစ်ပါတယ်ဆိုတဲ့ပုံစံမျိုးအဲ့မှာကတော့ဟိုဇက်ကတော့ပြောင်းပါတယ်အဲ့မှာကတော့လုံးဝဟိုအေးအေးဆေးဆေးပဲကိုကြီးမှလွဲပြီးတော့ငွေမမှတ်ဘူးဆိုတဲ့ကောင်မလေးပေါ့နော်ဒီမှာကတော့ငွေရလွဲလို့ကိုကြီးလည်းမသိမောင်လေးလည်းမသိဆိုတဲ့ကောင်မလေးပါလည်းလုံးဝဆက်ကတော့လုံးဝပြောင်းနေပုံစံလည်းလုံးဝလုံးဝပြောင်းမှားပါတယ်ဟုတ်ဒီထဲမှာကျတော့အေးအေးလေးနဲ့အညာအညာမဟုတ်တော့ဒီထဲမှာနစ်ဆွားငါဆွားမယ်နစ်ထက်ငါနှစ်ဆော့ပူဆွားမယ်ဆိုရဲကောင်ပါလေဟုတ်အများဆုံးဆွားဆွားမဆွားပါဘူး ကိုယ်ဆွာလို့လားဆွာပါကိုကတက်တက်ကြီး blind တော့တမဆွာပါသိကြပါတယ်ဒီမှာအိုက်ခန်းနဆလုံးဝတဆုံးလောင်ရမယ်ဒါပေမဲ့ဟိုအများရမ်းမဟုတ်နော်ခုနကဒီမီဒီယာအမတယောက်မေးသလိုပဲညီမပြောပြချင်တာအများရမ်းတော့ညီမတို့ဇက်ကပြန်ဖြေဖို့အတွက်အစင်းသဖြစ်နေလို့ပဲပြောရမလားပေါ့နော် ဘယ်လိုပြောမလဲပြိတ္တတွေကလည်းတနာချစ်ကလေးအများနဲ့ချစ်စစ်သွားတယ်ပေါ့နော်ဒီဇက်မာကတော့ကန်ဆာမဲပဲပေါ့နော်ဆိုတော့ဒီထဲမှာဒါအရေးမွန်လေးပဲရှိသေးတယ်ဒါတပြေးရဲ့ဟိုဘယ်လိုပြောရမလဲဘဝဘဝတွေမပြရသေးဘူးပေါ့နော်အဲ့ဒါလည်းရောက်လာအောင်ပါပါဟုတ်ဟုတ်ဟုတ်အတူဒီကဘာလို့ငွေမန့်ရလဲဆိုတာပေါ့နော်အဲ့ဒါအဲ့ဒါတခုရှိတယ်အဲ့ဇက်အိမ်တခုရှိရပေါ့နော်အဲ့တော့ပြိတ္တကြီးကဆက်လက်ပြီးတော့ကြီးစုအားပေးပေးပါဦး အဲဟုတ်တယ်အဓိကကတော့ကိုကိုရဲ့ဒီအပြင်ကာရိုက်တာကြောင့်ပဲဖြစ်မဲ့ထင်တယ်ပေါ့နော်ဆိုတော့အပြင်မှာကျတော့အဲ့လိုမဟုတ်ဘူးလေလူတွေကသိပြီးသားဆိုတော့အခုဒီလိုမျိုးတီစာတွေပါတင်တာနောက်မှပဲဒီလိုအလားမနေတင်နေရနောက်မှအောက်မှာသူဘာလုံးလုံးခွေချင်းနေဆိုတဲ့လူတွေကတတ်တတ်ကိုရှိနေတာတတ်တတ်ကိုရှိနေတယ်အဲ့လိုလူတွေအတွက်လည်း company လေးရိုက်ပေးထားပါတယ်ဟုတ်အိမ်မကတော့ကြီးစားစေးကြီးတယ်ကစ်ချင်နဲ့အိမ်မကနည်းနည်းကြီးတယ်ဟုတ် အဓိကကတော့အဓိကကတော့ဟိုဘယ်လိုပြောရမလဲဇက်ရပဲညီမဇက်ကိုအများနဲ့ဖတ်တယ်ပေါ့နော်ကြည်တယ်ပြီးလို့ရှိရင်လို့ရှိရင်ဒီဒီညီမရဲ့ဒီပေါ့နော်အောင်တီတီရုပ်ရှင်ထုတ်လုပ်ရေးရလဲညီမဆိုအများနဲ့ကြည်ပေးတယ်ဒီဇက်ကညီမလေးနဲ့လိုက်မယ်ဆိုပြီးတော့သူတို့လုံးဝအံဝင်ခွင့်ချဖြစ်တယ်လို့ခံစားရရင်ညီမလည်းဇက်ကိုဖတ်လိုက်တဲ့အချိန်မှာအာဟုတ်တယ်ဒါကတော့ညီမနဲ့ လိုက်မှာတေချာပဲဆိုပြီးတော့ညီမအဲ့လိုရွေးချယ်ပြတာများတယ်ပေါ့နော်ဆိုတော့အဓိကကလည်းဒီအလောင်းနေကလည်းကိုကြီးတို့နဲ့လည်းရိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်မပွင့်တို့နဲ့လည်းရိုက်တယ်ပေါ့နော်ဆိုတော့အဲ့မှာဟိုဘယ်လိုပြောရမလဲအဓိကကတော့လောင်ရတာကလေသီလားကိုကကျတော့အခွေတက်ခံဆိုတော့လေလောင်တဲ့နေရာမှာတော်တော်အားဆိုင်ရတယ်ဟိုပို့ပြီးတော့သူများထအားဆိုင်ရတယ်အားဆိုင်ရတဲ့အချိန်မှာ ပို့ပြီးတော့လေဟိုကိုလိုချင်တဲ့လောက်ပေါ့နော်ပြိသက်စီကိုရောက်သွားချင်တာပဲရောက်သွားတယ်ပေါ့နော်အဲ့ဒါလေးကတော့မှတ်တရပေါ့ပြိသက်တွေဆိုရှင်လောင်လဲလောင်နေလောင်ပြီးသွားလို့ရှင်လေကိုအဲအိမ်တော်နှုံးရပဲပေါ့နော်လာပြီးတော့ပြောကြတယ်အဲ့တော့ကလေစနိုက်ကျော်ကာရိုက်တာလေးဖြစ်နေအောင် ဖြစ်နေတော့အားလုံးကအဲ့တော့ကပဲလာပြောကြတယ်လာပြီးတော့ပေါ့နော်နေပါလို့အဲ့လိုမျိုးသူများအိမ်တော်ကြီးပြောင်းတော့အဲ့လိုတွေတော့လာပို့ကြပါပေါ့နော်ဒါပေမဲ့သူတွေဝါးတဲ့အချိန်မှာရွှေတွေဝါးတဲ့အချိန်မှာအားလုံးကတနာပြီးတော့ချက်သွားကြအားလုံးရဲ့အချက်တွေအားလုံးနောက်ဆုံးမှရအောင်ရပါတော့ဆိုတော့အဲ့ဒါလေးတွေကလေအမှန်ရောဇက်ကြောင်မှာ အထိကားတော့လေအဲပြီးတော့ညီမလည်းခုနအကိုမေးတဲ့မိခွန်းတိုင်းပေါ့နော်ညီမဇက်ကိုလိုက်ပြီးတော့တေချာကိုခန်းစားပြီးတော့တေချာကိုရွေးချယ်ရလဲပါတယ်ပြီးတော့ညီမကိုကြည့်လိုက်လေကိုကိုရိုင်းကကြတော့အပြင်မှာရောအွန်လိုင်းပေါ်မှာရောတက်မလားအခွင့်ရှိနေတင်နေရဆိုသူတို့အလောင်ရိုက်နေနေတော့မှပဲဇက်ကားထဲမှာပဲ like စီးမျောတဲ့ခဏပဲပြီးရင်ကိုစီမှာပြန်လာခွေကြတော့တေရမှလားဘလို့ပဲနေနေချစ်တယ်ဆိုတဲ့ပြိတ္တရိုးလေအရင်ကျေးဇူးတင်တယ်ဒါသူတို့ကြောင့်ပဲညီမအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်မှန်တယ်မြောက်ရဲ့ဇက်ကတော့ ဟိုရိုးရိုးကြည့်လို့ရှိရင်တော်တော်ဆန်းနာစရာကောင်းပြီးတော့အပြင်မှာဆိုစပိန်မွေးပြောင်းဆနုပ်ချင်ရလာအောင်ပုံစံမျိုးလေးတိလားဒါမဲ့ဟိုဒါကလည်းညီမဟိုဘယ်လိုလဲကန်တရားလေးတစ်ခုပေါ့နော်ညီမအတွက်အများနဲ့ကန်တရားကြည့်ပေးနေတယ်ဖះပေးတဲ့ကံပေါ့ဟုတ်ကဲ့ဒီဒီစကားထုတ်လိုက်မောင်းကျင်းနေတာအကြည့်သားကောင်းနေတာအခုနောက်ပဲကောင်းကျင်းနေပြီလေခုနောက်မှပဲနင်ကတော်တော်ငွေမတ်တဲ့မိန်းမပဲဘာညာလဲပြောနေကိုကဇက်ကပြောပြလို့မရတော့ပြောပြလို့လည်းမရသေးဘူးဆိုတော့လေအဲကြောင့်မလို့စောင့်နေရပါတော့เนาะဒါမဲ့ဒီတဲမှာလည်း ပြိတ္တိပြန်ချင်းမလားပြိတ္တိပြန်ချင်းမလားပြိတ္တိဒီတိုင်းမဲ့စက်တိုက်မုံသွားမလားဆိုတာတော့ညီမတို့လည်းဘယ်လိုပြောရမလဲကန့်ဆန့်မဲ့ပဲပေါ့ ကန်ဆက်တယ်လို့ပြောမှာခိုင်ကြောက်ရှင်ညီမရွေးချယ်တာလေအဲ့ကားလေးဖြစ်နေတာပေါ့နော်ညီမကိုယ်တိုင်လည်းတိုက်တယ်ပြီးလို့ရှိရင်ညီမအခုတော့ဒီဟာတွေပြီးွားတဲ့အချိန်မှာညီမအပြိတ္တအမြင်ပြောင်းနေမှာ character တွေထပ်ထွက်လာအောင်မှာအဲ့အရာတွေလည်းအခုထပ်ရိုက်ထားတယ်ပေါ့နော်ဆိုတော့ဟို character မထက်မထက်အောင်ပေါ့နော်ပြီးတော့ character ကလည်းဒီလူတွေမြင်ရတာလည်းပြောင်းလဲလေးဖြစ်သွားအောင်လို့ပါနောက်ထပ်ကားတွေအများကြီးရှိအောင်ပဲမီဒီယာတွေနဲ့ရောပြိတ္တတင်တဲ့ရောအများကြီးတွေ့ဖို့ရှိပါသေးတယ်အဲ့ဒါအဲ့ဒါလေးအမှန်တမ်းပြောရင်ပြင်ပြင်လောကနဲ့နည်းနည်းစင်နေတယ်လားပြင်လောကတော့ ပြီးလို့ရှင်လို့ရှင်အာဒီ business တိုင်းပေါ့နော်နေရာတိုင်းမှာပဲကိုကိုရဲ့အနောက်ကနေလို့နောက်ကျောကိုဓာတ်နဲ့ထိုးနေတာလေကိုကိုကစိတ်ချယုံကြည်ရတယ်ဆိုတော့ဒါပေမဲ့လည်းနင်းနင်းလဲငါ့ကိုနောက်ကျောကဓာတ်နဲ့ထိုးတယ်ငါလည်းနင်းအတွက်အမြဲတမ်းဘယ်လိုပြောရမလဲတလှမ်းကြွတွေးထားရဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတိုးဆောင်ပါဒါပေမဲ့အဲ့ဒါတိုက်ဆိုင်တာအတိလား အမကလည်းလှည့်ပြီးတော့ item လုပ်တဲ့အချိန်ကိုကလည်းအဲ့မှာအဲ့လိုမျိုးပေါ့နော်ဒီ narration ပြောရတာပေါ့နော်အဖွားကြီးဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးပြောရတဲ့အချိန်ကလည်းအကွက်တိဖြစ်သွားအဲ့ဒါအဲ့ခန်းလေးကတော့အမှတ်တရပဲဒါလုံယူမထားပဲနဲ့ပေါ့နော်နှစ်ယောက်သေယောက်ဆောင်တာအရင်တိုက်ဆိုင်သွားတာပေါ့အဲ့ခန်းလေးပေါ့ဆိုတော့ဇက်ထဲမှာကဇက်ထဲမှာကသူနဲ့ကိုနဲ့ကလည်းအပြိုင်နေချက်အပြိုင်နေလှုပ်စော်လေးအချိန်ကလည်းပါသွားတာတဲ့မလားအဲ့လိုမျိုးအပြင်ရောက်တော့ဒါမဲ့အပြင်ရောက်တော့အမားနဲ့ချစ်ချစ်ခင်ရမယ်ခုနအမပြောမှာအရန်ခွေလားဆိုတော့ နှစ်ယောက်ကပြီးမှခုခုဟီပဲဆက်ဆက်ပေါ်ရဝိုင်ဒရိုက်တာအက်ရှင်ဆိုပြီးဆိုရတယ်အာမှုတွေသွင်းကြပြီအာရိုက်ပြီအဲ့လိုမျိုးပေါ့နော်ဟုတ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 ်တယ်ဟုတ်တယ်ဟုတ်တယ်အရှိအရှိကားရဲမှာပဲမနော်ဆိုတော့ကိုယ့်ရဲ့ဟိုပုံစံလေးပေါ့နော်အမှန်တော့မှုဝင်သွားရလေအဲ့လိုဖြစ်ဖြစ်သွားတာဟုတ်အဲ့မှုဝင်သွားလို့ရှင်လည်းအဲ့လိုဖြစ်တတ်တာပါဟုတ်ကဲ့အပြင်မှာတော့ခွင့်ရှိပါပဲအားလုံးမြင်တဲ့အတိုင်းပါပဲဟိုတူမှာဟုတ်အဲ့လိုမျိုးကိုယ်ကဇက်ပေါ်မှာဝင်ပြီးတော့ ခံစားလိုက်တာလေဒီလားအဲ့ခါကြလို့ရှင်ကိုဘလို့လောက်ရမလဲပေါ့နော်အတိကအရန်မူပါဝါးဆိုလို့ရှင်တော့ရှင်အဲ့ဇက်ပေါ်မှာအရန်စီးမျောဝါးရယ်ဆိုလို့ရှင်အရန်ပေါ့နော်ဟိုကိုကိုရဲ့ဒီခံစားချက်တွေကပောက်ကွဲထွက်လာပေါ့အဲ့ထဲမှာဆိုလို့ရှင်ညီမငယ်ဘဝတွေရှိရယ်ညီမဘဝသုံးဘဝရှိရယ်ညီမပါအဲ့ဘဝတွေမှာဆိုရှင်ညီမခံစားမျက်ရည်အစ်တင်နဲ့ငုံထားရယ်ပေါ့နော်တကယ်ကိုခံစားပြီးတော့စီးမျောထားရယ်ပေါ့ဟုတ်